ဘဝဒုက္ခတွေကလွတ်မြောက်ဖို့အတွက်မပြောင်းလဲတဲ့ရိုးရှင်းတဲ့ရဘုရားရဲ့တခုတည်းသောခြင်းစဉ်ကြီးပါဧကရဲ့နောအယံမခေါ်လို့ဆိုတဲ့ဒီခြင်းစဉ်ဟာလည်းပဲကိရိတာဖယ်ရှားတဲ့ခြင်းစဉ်ပဲဖြစ်တာဒါကြောင့်မို့ဘုရားဝါဒရီအနေနဲ့ဒီဘက်အကြောင်းကြီး ကြောင့်ဖြစ်ပေါ်လာတဲ့ကာယကံတောင်းညံမှုပစ္စည်းကတောင်းညံမှုကိုသီလနဲ့ပဲရှာလိုက်ထိန်ချုပ်ပြီအဲ့ဒါထိန်ချုပ်ပြီးတဲ့အခါမှာရှင်ွယ်နဲ့လုံးနဲ့ပါကိလေသာဖြစ်မလာအောင်တတိနဲ့ညစီ နေဝိညာထွက်ရတော့ဘုံစိတ်ကအာယုနဲ့ဆက်သွဲ့ရအဲ့ဒီတကားပေါက်တွေကိုစိတ်နဲ့အာယုနဲ့ဆက်သွဲ့တဲ့အခါမှာကိလေသာပါမလာအောင်စစ်ထုတ်ဖို့မှန်တော့အာယုကိုမဝင်အောင်တားတာမဟုတ်ဘူးအာယုပေါ်မှာစိတ်က တွေ့တာတဲ့လောဘမဖြစ်ဘူး။ only တဲ့ဒေါသမဖြစ်ဘူး။အဲ့ဒါကိုစစ်တယ်။ဟုတ်။တကားဆိုတာကတော့ဝိသုထက်သူကတော့သုံးပြရမှာ။တကားပိတ်တာလို့တော့မရဘူး။အဲ့ဒီအခါမှာစစ်ဆေးပြီးတော့ဝင်းသင်းတဲ့ပုဂ္ဂိုလ်ဝင်ရမယ်။ဝင်းသင်းတဲ့ပုဂ္ဂိုလ်ဝင်ရအောင်။ဘသူတွေကိုဖယ်ရှားမှလဲဆိုရင်စိတ်ထဲမှာအာယုန်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့လောဘဒေါသ။ ဒီကိလေသာတွေမဝင်အောင်ထိမ့်သိမ့်တာကိုအိန္ဒြိယသူကုဋ္ဌတော်ရောလို့နံပါတ်1ကျင့်စဉ်ကဒါသီလကိုထောက်ကူပြုတဲ့ကျင့်စဉ်ပဲတတိတတိနဲ့ထိမ့်သိမ့်ဆောလျှောက်တာအဲ့တော့တရားကျင့်နေတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါကိုမထိမ့်သိမ့်ပဲနဲ့တရားပဲထိုင်နေဆိုပြီးတော့ထိုင်နေလို့မရနော်တတိထားဖို့ရကအချိန်မရွေး ကိုမျက်စိဖွင့်လိုက်တယ်အဆင်အယုံနေဝင်လာမယ်နားဆွန့်လိုက်တယ်အတန်နေဝင်လာမယ်ဝင်လာတဲ့အဆင်အယုံအတန်အယုံဒီပုံမှာစောင့်ကြည့်ရမှာပါတော့ဆိုရင်အဲ့ဒီပုံမှာစိတ်ကလေးကစိတ်ကလေးလို့ဆိုပါစို့စိတ်ထဲမှာတဏှာဖြစ်လာသလားတဏှာဝင်ပူးလာသလားသို့မဟုတ်မကြည်တတ်တဲ့သောတာ